Hi မင်္ဂလာပါအဲဒီနေ့ကျတော့ဘာကို share လုပ်ပေးချင်လဲဆိုတော့နိုင်ငံခြားသွားလို့ရှိရင်ဘာကိုပြင်ဆင်ထားတယ်ဆိုတဲ့ဟာလေးပေါ့နော်ခုပြင်ဆင်ခဲ့တဲ့ပုံစံလေးနဲ့ share လုပ်ပေးမှာဖြစ်ပါတယ်နိုင်ငံခြားသွားလို့မယ်ဆိုရင်ကျတော့အလုံးနဲ့သွားတာလားအကြောင်းနဲ့သွားတာပဲဖြစ်ဖြစ်ပေါ့နော်ကိုကနှစ်ချိန်နေဖို့သွားတာဖြစ်တယ်ပေါ့နော်အဲ့ခါကျတော့မိသားစုကိုပထမနံပါတ်1အရေးကြီးဆုံးကတော့မိသားစုကိုအချိန်ပေးဖို့ပေးတင်ပါတယ်ဘာလို့ဆိုတာကိုချစ်ရတဲ့မိသားစုတွေနဲ့အကြိုက်ခွင့်ရမယ်ဆိုတော့ပေါ့နော်အဲ့တော့ကျမဆိုလို့ရှိရင်နိုင်ငံခြားသွားဖို့ပြင်ဆင်နေတဲ့အချိန်မှာတိကျသွားတယ်ဆိုတဲ့အချိန်မှာပေါ့နော်ဒါဝေးဝေးလန်လန်တော့ဟုတ်ထိုင်းဝင်လာခဲ့ရ ော့ပြင်ကျမညီမလေးကကျတော့ဂျပန်သွားတယ်ပေါ့နော်အဲ့တော့ကျမကအလုပ်ကိုတစ်လကျူထွက်လိုက်ပါတယ်ညီမညီမအလုပ်နေတဲ့အလုပ်ကိုတစ်လကျူထွက်ပြီးတော့မှအချိန်ပေးတယ်ပေါ့နော်မိသားစုနဲ့ ောက်တစ်ခုကကြတော့ဒါမြန်မာစာတွေဆိုတဲ့ဟာလေတခြားနိုင်ငံမှာရောင်းလဲအဲ့ဒီရပါမရပါဘူးအဲ့တော့မြန်မာစာတွေကိုစားချင်တာတွေပြီးတော့ကိုသွားချင်တဲ့နေရာတွေကိုအဝသွားလေခဲ့ပါကျွန်မဆိုလို့ရှိရင်တက်ရုတ်တန်းကိုအဲ့မှာတစ်လအတွင်းမှာတစ်ပတ်ကိုတစ်ခါသွားတယ်ပေါ့နော်တက်ရုတ်တန်းကိုသွားစားတာတွေပြီးလို့ရှိရင်အဲ့ဒီမှာဒီစူပါမားကတ်တွေမှာရောင်းနေမှာလားရှန်ခေါ်တွေမှာလားမောက်ဆိုင်တွေလားဖြောင်းသွားစားခဲ့တယ်ပေါ့နော်ပြီးတော့အိမ်မှာလဲဒါအိမ်မှာချက်ပြုတ်တဲ့အမေချက်ပြုတ်တဲ့အမေလက်ရောင်းလဲတဝတ်တလုံးစားခဲ့ရပါဘူးကျွန်တော်နောက်ထပ်ဗိုင်းလုံးတင်လဲဆိုတော့တော့နောက်ဗီဒီယိုမှာထပ်ပြီးပြပြပြပါမယ်ရှင်စိတ်မစားရစေနော် like ကြည့်ပေးပါအောင်တော်တော်